ဲ့ဒီပတ်စံကို तू ကကျမအိမ်ရှိအမိုက်တောင်းမှသွားပြီးမှအကုန်လုံးဖျဲလိုက်တာဒီမှာဒီလိုကြီးကြီးမုံမကိုဖျဲပြစ်တာနော်ဒီမှာပတ်စံကိုဖျဲပြီးအမိုက်တောင်းနဲ့ပြစ်ပြလိုက်တယ်နော်အမိုက်တောင်းနဲ့ကိုပြစ်လိုက်တယ်ဒီဖုန်ကြီးကအမိုက်တောင်းနဲ့ကိုပြစ်ပလိုက်တာလေရှင်ဒီလိုကြီးကြီးမုံမဖျဲပြီးမှနော်ဒါလားဖုန်ကြီးအစ်စ်လားအတူလားခွဲခြားပေးလိုက်တော့တက်ပလိုက်တယ်ပေါ့နော်တက်ပြစ်ပြီးတော့ခဏနေတော့သူသမီးကိုသူသူသမီးကိုလည်းသူကတက်ဖို့ပြန်လာခေါ်တာဘလို့ခေါ်လဲဆိုတော့ အဲ့နေအမေရပါတော့အခုအာဖုံးပြက်သွားလို့ဖုံးမရှိတော့လို့နေကိုခေါ်ခိုင်းလိုက်တယ်အာဆိုပြီးတော့ခေါ်ခိုင်းလိုက်တော့ကလေးမလေးကလည်းလိုက်သွားတယ်စနတန်းကောင်းမလေးကလည်းသူ့မေရခေါ်တယ်ဖုံးပြက်တယ်ဆိုတော့လိုက်သွားပြီးတော့လူပြက်တဲ့နေရာလဲရောက်ရောတဲ့မင်္ဂလာပါခင်ဗျာမန္တလေးတပ်ပြုလို့မြို့မှာတာမိနေမူတက်ခံတယ်ဆိုတော့ဖြစ်စဉ်အပါအဝင်ဒီကနေ့အောင်ဆော့ရအပ်တဲ့တဲ့လေးကိုစူးစစ်ပြီးတော့ရရှင်လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီလေးကိုစလိုက်အောင်ပါဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ကျွန်မ ရှိရဆယ်လာပါရှိရနေ့ဆယ်လာပါရှိရနေ့ကဖြစ်ပြက်သွားတယ်ပြုံးတွင်မှာမြန်မာပြည်ပြုံးတွင်မှာဖြစ်ပြက်သွားတယ်အဖြစ်ပြက်ကလေး ကြောင်းရလေးတခုပြောပြချင်လို့ပါပေါ့နော်အားလုံးပဲအဲတတိထားဖို့ပေါ့နော်မြန်မာပြည်မှာခုပါရဖြစ်နေလဲမသိဘူးဒီမြန်မာလူမျိုးတွေအဲ့လိုမျိုးလူတွေခဏခဏအဲ့ဒီတတ်တဲ့အမှုတွေပေါ့နော်ခဏခဏကိုဖြစ်ပြည့်နေလို့ညာလေးကိုအားလုံးလည်းဟိုတတိနေနေကြဖို့တတိထားမိစေချင်လို့ပါပေါ့နော်အာတရင်ပြောပြရချင်းဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီအာဒီအသက်ခံရတဲ့အသက်ခံရတဲ့ဟိုမျိုးသမီးရဲ့ညီမ ညီမလို့ပြောတယ်သူက Facebook မှာတင်ပြီးတော့အခုအညီတောင်းထားတယ်ဒီတက်တဲ့လူကိုတွေးလို့ရှင်ပေါ့เนาะចောင်းကြပဲပို့အခုညီတောင်းထားရအတွက်အခုညီပေးတဲ့သဘောနဲ့တင်ပေးခြင်းဖြစ်ပါတယ်ဝင်းဝင်းတီဆိုတဲ့အကောင့်မှာတင်ထားပါတယ်သွားကြည့်လို့ရပါတယ်အဲចောင်းရဘလို့လဲဆိုတော့ဒီရရှိရနေရပေါ့เนาะဒီအပြင်းဦးလွယ်ပြင်းဦးလွယ်မှာဘော်ဒါတက်နေတယ်ထင်းနေဟိုစနစ်စနစ်တန်းကလေးမလေးတယောက်ရှိတယ်သူ့အမေက အသူစီမှာအခုလောလောဆယ်လားလဲနေတာပေါ့နော်လားလဲတဲ့ချိန်မှာသူတို့ကြောင်းမှာလားကြောင်းနာလားမသိဘူးမုံရောက်နဲ့ရှမ်းမျိုးသမီးလေးတယောက်ရှိတယ်နမ်မိုဟောင်ခမ်ဆိုတာနမ်မိုဟောင်ခမ်ဟုတ်တယ်အဲ့ဒီတယောက်ကအဲ့တဲ့သူ့အမေကိုအခဏပေါ့နော်အခုညီတောင်းတာဟောကျမဟောပေါ့နော်တနေ့ကလိုက်ပို့ပေးပါကျမခဏလိုက်ပို့ပေးပါဆိုပြီးခေါ်သွားတော့အဲ့ဒီမျိုးသမီးကအကူကြီးပေးတဲ့သဘောနဲ့လိုက်သွားတယ်ခေါ်သွားတဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကိုသူ တပ်ပလိုက်တယ်ပေါ့နော်တပ်ပြစ်ပြီးတော့ခဏနေတော့သူ့သမီးကိုသူသူ့သမီးကိုလည်းသူကတပ်ပုံပြန်လာခေါ်တာဘလို့ခေါ်လဲဆိုတော့အဲ့နေ့အမေကပေါ့နော်အခုအာဖုံးပြက်သွားလို့ဖုံးမရှိတော့လို့နင်းကိုခေါ်ခိုင်းလိုက်တယ်အာဆိုပြီးတော့ခေါ်ခိုင်းလိုက်တော့ကလေးမလေးကလည်းလိုက်သွားတယ်စန္ဒတန်းကောင်းမလေးကလည်းသူ့မယခေါ်တယ်ဖုံးပြက်တယ်ဆိုတော့လိုက်သွားပြီးတော့လူပြက်တဲ့နေရာလဲရောက်ရောတဲ့အဲ့ဒီကောင်းမလေးကိုသူကပါလာတင့်ပါလာတဲ့ဝိုင်းပလင်းနဲ့ နောက်ကိုရိုက်ချပလိုက်တယ်ခေါင်းကရိုက်ချပလိုက်ပြီးတော့ကောင်မလေးကအာမိမျိုးသွားတဲ့အချိန်မှာအပေါ်ကနေပြီးတော့ကုတ်ခွာစီပြီးတော့အာခွာစီပြီးတော့ရိုက်တာလားလေမင်းကိုဘလို့လဲမသိဘူးပေါ့နော်အဲ့လိုမျိုးလှုပ်လှုပ်ပြီးတဲ့ခါမှာဓာတ်စီနဲ့လောင်းပြီးတော့မိရှို့တယ်ကောင်မလေးကိုကောင်မလေးကကန်ကောင်းကျင်တော့ 45%ပဲမီးအလောင်ခံရတယ်။အများအများကောင်မလေးကဝင်းသွေးညီဆွဲချုပ်ပြီးတော့တတိတတိလက်ရှိတဲ့ကလေးလေးကသွေးညီတွေဆွဲချုပ်ပြီးတော့သူကြံငင်းထဲကိုပြေးသွားပြီးတော့အခုညီတောင်းတော့အဲ့ဘေးနားလူတွေကလည်းဝိုင်းဝန်းကူညီတော့ဒီကလေးမလေးကအခုဆေးရုံမှာရောက်နေတယ်။အသက်ကတော့မသေးဘူး။အဲ့ဒီတော့ဒီနားမောင်ခွမ်းဆိုရက်တတ်တဲ့အမျိုးသမီးကရှမ်းမလေးကလွတ်မြောက်နေတယ်။အဲ့ဒီအတွက်အဲ့ဒါကိုအကူအညီတောင်းထားတယ်ကျမအမတင်ထားတဲ့ညီမလေးစီကနေ တင်ပေးထားရင်ညီမလေးစီကနေတစင်ညီမ screen shot ယူပြီးတော့အာဖုန်းနံပါတ်တွေပြန်တင်ပေးထားပါတယ်အဲ့ဒါဟိုဒီတတ်တဲ့ရှမ်းမျိုးသမီးရဲ့ပုံရဲ့ဒီဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေရဲ့တင်ပေးထားပါတယ်တကယ်လို့ဒီရှမ်းမျိုးသမီးနမ်မိုဟန်ခမ်ကိုတွေ့ခဲ့ရင်အာလူတတ်သမားပေါ့နော် မျိုးသမီးကိုတွေ့ခဲ့ရင်အဲ့ဒီဖုန်းနံပါတ်လေးကိုဆက်ပြီးအကြောင်းကြားပေးပါလို့အာကုညီတောင်းထားရတဲ့အာကုညီတောင်းထားတော့တွေ့ရလို့ပေါ့နော်ကျွန်မ ကူညီတဲ့သဘောနဲ့တင်ပေးခြင်းဖြစ်ပါတယ်။ကဲပြောပြအောင်မယ်။အခုလေးနေမယ်ဖြစ်သွားတဲ့ကိစ္စနော်။တကယ်ချင်းတို့ရေအားလုံးတတိထားရအောင်လို့ကျွန်မပြောပြပေးမယ်နော်။အခုလေးနေမယ်ဖြစ်သွားတာဖုံကြီးဓမဝိယုံအပြည့်နဲ့တင်ကန်းအပြည့်နဲ့ပေါ့နော်ဖုံကြီးဓမကျမအိမ်ထဲကိုဇိုးဇိုးဆက်ဆက်နဲ့ဝင်ချသွားလိုက်ကြကျမကဆုံဆုံတော့ကျမအိမ်တက်ရမှာလဖေးဆိုင်တစ်ဆိုင်ရှိရဲ့အဲလဖေးဆိုင်မှာကျမအိမ်အယောင်းဝယ်ကိစ္စလေးပေါ့နော်ဘယ်အိမ်လေးရော 东西来扒娘的，哎呦，哎喽，哎娘，我跟啥你自家表妹来整嘛，怎么哎的嘛？怎么都没有来吊车白洗了？ House, like、you, you know, you a 安置哩靠你啊，阿拉说碰弃的妈的，说说说是的你一年五万差多啊！怎么都没得掉的白洗出怎么洗不掉？年年变，年年还是白生一样的差的嘛？怎么一年五万差了？一年五万差了的怎么啊？怎么都没得变嘛？现在一样的你不？怎么来变了哟？直接变出了哪个表？怎么表把把把跟啥西路来碰碰边，阿拉没了的碰碰边，把跟啥西路来了，表着。 ။ဟာကိစ္စမှမရှိပါဘူးတဲ့။အဲ့ဒါဆိုရင်ပုံပုံပြပါပြလို့ဒီလိုအိမ်ထဲကိုတို့ကျွန်တော်တို့အိမ်ထဲကိုဝင်သွားတာလို့အဲ့လိုမျိုးမဲတော့အလူခံကျင်တာနဲ့ကျွန်မပုံပုံကတဲ့ကျိုင်းတုံကတဲ့ကျိုင်းတုံကိုပြန်ကျင်လို့ အလူခန္ဓာပါတဲ့လမ်းစရိတ်မရှိလို့အလူခန္ဓာအဲ့ဒါဆိုလေပုံမုံတို့အိမ်ရှိမှာပဲဟာရက်နေပေါ့နော်အိမ်ရှိမှာပဲအလူခန္ဓာတင်တယ်လို့အိမ်ထဲကြီးကျမသမီးလေးရှိတဲ့နားဒီကိုမမဝင်သွားတင်ဘူးလို့ကလေးပဲတယောက်ပဲရှိတာလို့မဝင်သွားတင်ဘူးလို့အိမ်ရှိမှာပဲရက်ပြီးမှအလူခန္ဓာဆိုတာလေးကိုပြောပြတင်တယ်လို့အဲ့လိုမျိုးလေပြောလိုက်ရောအဲ့ဒါနဲ့ကျမအရင်ပြောအဲ့လိုပြောလိုက်ရောဘာမှပြန်မပြောဘူးမျက်နှာရက်ထန်ထန်မမာနဲ့နော် မျက်နှာထက်နံပါတ်မှာလဲအဲ့ဒါနဲ့ကျမလေးနေပြောပမောတော့အဲ့လိုအိမ်ထဲဝင်လာတော့ကျမမကြိုက်ဘူးလို့ကျမနော်တခါပဲပြောတာပါနော်ပမောအိမ်ထဲဝင်လာတော့လို့တပိတော့မှမကြိုက်ဘူးပုံစံကြည့်ရတာဖုန်းရင်းစစ်မဖြစ်နိုင်ဘူးဗျဘာကြောင့်လဲဆိုတော့တီလာသမားကြီးနဲ့ပြည့်စုံတဲ့ဖုန်းနာဆိုလို့ရှိရင်ဒီလိုမျိုးတော့လည်းလောက်မှာမဟုတ်ဘူးဗျ ဘမအလူခံကျင်နေဆိုလဲလို့အပြင်မှာပဲအင်ရှိလေးမှာပဲမတက်ရပါဘောเนาะကျမအင်ရှိเนาะကျမအင်ရှိလေးမှာပဲမတက်ရပါဘောเนาะမတက်ရပြီးမှအလူခံပါလေဆိုပြီးပြောပါပြောရမှာဘောเนาะအညာသမီးလေးကတိောက်တည်းရှိရကျမသမီးလေးပြီးထိတော်သူကရောက်သွားပြီဘမကအဲ့ဒီဖုန်ကြီးကကျမသမီးလေးထိတော်ရောက်သွားပြီအခု70နာရီတောင်ခွဲတော့မယ်ဒီအချိန်မှာအလူထွက်ခံနေတယ်ဆိုမှတော့ကျမတို့ကတော့သဘောပေါက်တယ်ဒါပေမဲ့စကားတွေရှင်းရှင်းမင်းမင်းမပြောချင်လို့ကျမသူ့ကိုတထောင်အလူငွေပေါ့เนาะတထောင်ထုတ်ပေးလိုက်တာတထောင်ထုတ်ပေးလိုက်တာကိုကျမလက် ခဲ့တယ်ဒီလိုဇိုးဇိုးဆက်ဆက်ဆွဲယူသွားတာတော့တထောင်ကိုဒီလိုမျက်နှာကြောတင်းတင်းနဲ့ဇိုးဇိုးဆက်ဆက်ဆွဲယူသွားပြောဖုန်ကြီးအမှန်တကယ်ဆိုရင်ဩဘာလို့ဘာဖြစ်ပါစေဘာဖြစ်ပါစေပြောဆုတောင်းပေးမှာအလူပေးအလူခံလိုက်ကျမတို့လည်းကျမတို့ဟောပေါ့တထောင်ဆိုတာတထောင်ပဲကျမလည်းပေးလိုက်တာတထောင်ပဲတထောင်ဆိုတာကလည်းကိုရဲ့တဒါတဒါရှိသလောက်ပေါ့နော်တထောင်ပေးလိုက်တာအဲ့ဒီပတ်စံကို तू ကကျမအိမ်ရှိအမိုက်တောင်းမှာသွားပြီးမှအကုန်လုံးဖြဲလိုက်တာဒီမှာဒီလိုကြီးကြီးမုံမွားကိုဖြဲပြစ်တာနော်ဒီမှာ ပစံကိုဖြဲပြီးအမိုက်တောင်းနဲ့ပြစ်ပြလိုက်တယ်နော်အမိုက်တောင်းနဲ့ကိုပြစ်လိုက်တယ်ဒီဖုံးကြီးကအမိုက်တောင်းနဲ့ကိုပြစ်ပလိုက်တာလေရှင်ဒီလိုချစ်ချင်မွမွဖြဲပြီးမှနော်ဒါလာဖုံးကြီးအစ်စ်လာအတူလာခွဲခြားပေးလိုက်တော့အဟောစရာကြီးအိမ်ထဲမှာသမီးတယောက်တည်းရှိတာ तू ဝင်နိုင်ငံခြားမှာအလုပ်သွားလုပ်မဲ့မိန်းကလေးများရှိရင်ဒါလေးကိုစောင့်အောင်နားထောင်ပါလို့စောင့်အောင်နားထောင်ပြီးလဲသင်္ကန်းလာယူကြပါလို့တခြားသူတွေတိရအောင်လဲပြန်ပြီးတော့မှ share ပေးပါလို့ကျွန်တော် ပြောပေးချင်ပါတယ်ဒါကတော့စင်ကုနိုင်ငံမှာသွားပြီးအိမ်ကူနေနဲ့ အဲလုတ်ကြိုက်ဖို့သွားတဲ့ကောင်မလေးတယောက်ပြန်ပို့ခါရတာဗောနော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောပြပေးပါမယ်။အသူနာမည်ကိုတော့ကျွန်တော်အထင်မပြောတော့ပါသူရဲ့တိတ်ခါရှိတဲ့အတွက်ကျွန်တော်မပြောတော့ပါဘူးလို့ကောင်မလေးကတော်လဲတော်လဲတော်တယ်။ဟောရုပ်ရည်လေးလည်းမစိုးပါဘူးပညာချင်းရှိတယ်လို့ပြောရမှာဗော။အင်္ဂလိပ်စကားလည်းတုံတင့်ကိုပြောတတ်တယ်။အေးချိုင်ရင်ရောက်လာတဲ့အခါမှာသူနှစ်လလောက်နှစ်လလောက်မကြောက်ထင်တယ်။ဟောသူအင်တာဗျူးအောင်သွားတယ်ဗျ။အောင်သွားတော့ ဟောအင်ရှင်ရှီသွားဖို့အတွက်ပေါ့နော်စင်ကာပူသွားဖို့အတွက်ဒီကြားထဲမှာသူ10ကျော်လောက်အချိန်ရတယ်အဲ့လိုပဲနေရင်းနဲ့တရက်ကျတော့ကောင်လေးနဲ့ဒိတ်တာပေါ့ဟောတွားခါဒီလာခါဒီဆိုတော့တယောက်တစ်ယောက်ချစ်သူတွေဒိတ်ကြတာပေါ့ထိတ်ကြရင်လည်းဟောနည်းနည်းလက်လွန်သွားတယ်ထင်တယ်ဟောသူတို့တယောက်တစ်ယောက်ဆက်ဆံပြီးလိုက်တယ်ဟောဆက်ဆံပြီးကောင်မင်းကောင်မလေးရတယ်ဒီလိုပဲမေးမေးပြပြနေတယ်ထင်ပါတယ်ဟိုလည်းရောက်လည်းရောက်ကောစင်ကူလည်းရောက်လည်းရောက်ကော MOM ရုံးမှာဟောစစ်စစ်တော့ကလာသားယောက်ကတွေ့တယ်ဗျစိတ်မကောင်းစရာပဲဟိုကနေပြီးတော့မှသူ့ကိုပြန်ပို့လိုက်တယ်ပေါ့နော် အာတကယ်ကို1နဲ့ဘူးကောင်းပါဒီလက်ရောက်လဲရောက်ပါကောင်းလေးကသူ့ကိုလက်မထပ်ဘူးဆိုတော့ဒီကောင်းမလေးကအခုတော့နေပြန်သွားပြီပေါ့အာသူ့နာမည်တော့ကျွန်တော်ထည့်ပြီးတော့မပြောတော့ပါအာနိုင်ငံသားသွားမဲ့မိန်းကလေးများရှိရင်သင်ကန်းသာယူဖို့အတွက်ကျွန်တော်ပြောပေးတာကိုကအလုပ်လုပ်ရမှာကဟောသွားပြီးသူများနိုင်ငံမှာအလုပ်လုပ်ရမယ်ဆိုတော့ဒီအစစ်စစ်ကြော်ဖြတာသွားဖို့တဲ့သူတိုင်းသိပါတယ်စာတွေလည်းအများကြီးကြက်ရတယ်အေဂျင့်အိမ်မှာလည်းဟောအလုပ်လုပ်ရတယ်ဟောလာဘယ်လိုပြောမလဲအကျွေးစနစ်နဲ့သွားရတာပေါ့ဒါသွားဖို့တဲ့သူတိုင်းသိတယ်ဆိုတော့အစစ်စစ်ကြော်ဖြတ်ပြီးတော့မှကိုရဲ့ဘဝအတွက်ရည်ရှည်သွားမယ့် အဲအရာမှာခဏတာပျော်မှုဖို့အတွက်တညတာသွားပြီးတော့မှဟောကိုယ့်ရဲ့ရည်စားနဲ့သွားပြီးပိတ်ဆက်လိုက်တာပေါ့အာရှိတယ်တချို့ဆိုလို့ရှိရင်လေသွားကနေလာကနေငေါ့မချစ်ဘူးလားချစ်လားအဲ့လိုမျိုးတွေနဲ့လည်းသွားသွားပြီးတော့မှဟောဖြစ်တာဒါတွေကိုထိမ့်သိမ့်ဖို့အတွက်ကျွန်တော်ပြောပေးခြင်းနဲ့ဟောတင်ကနာယူပါဒါကတော့ကိုယ့်ဘဝတဲ့ဖြစ်တယ်ကိုမိသားစုအတွက်ရေရှည်ကိုသွားမယ်ရာဒီကောင်မလေးဆိုရင်အခုက ဟောဘဝတပိုင်းပြတ်တယ်လို့ပြောရမှာသူအတွက်စိတ်မကောင်းပါဘူးဒီမှာရောက်လာတဲ့အချိန်မှာပြန်ပို့ခံရတဲ့အချိန်မှာလည်းဟောနင်းနေညံ့ညံ့ဟိုတုံငိုတငီဖြစ်တယ်ပေါ့နော်သူဘာကောင်လေးရတယ်လက်မထက်တော့ပို့ဆိုးသွားတာပေါ့အခုတော့နေပြန်သွားပြီလို့ဒါအားလုံးပဲသင်္ကန်းသာယူကြပါလို့ကျွန်တော်ပြောပေးခြင်းနဲ့ကိုဘဝရေရှည်အတွက်ကြည်ပါ ခဏသာပျော်မွေးတို့ပျော်မွေးဖို့အတွက်မကြည့်ပါနဲ့လို့ကျွန်တော်ပြောပေးချင်ပါတယ်။ဒီဟာလေးကိုလည်းအများသူငါသိရှိအောင်ပြန်လည်ပြီးတော့မှ share ပေးပါလို့ကျွန်တော်ပြောပေးချင်ပါတယ်။အခုဆိုလို့ရှိရင်ဟိုဘက် agent တွေကနေပြီးတော့မှစာထုတ်ပြန်တဲ့အရာတွေကအရန်ကိုများတယ်ဗျ။ဒါတချို့ဆိုတိမာပါမြန်မာနိုင်ငံမှာနေတဲ့ agent တွေဆိုတိမာပါ။အခုဆိုလို့ရှိရင် ်ဟောနာတာရှိယောဂအတွက်စေတောက်တဲ့သူတွေလည်းလက်မခံဘူးဟောတချို့အခုနောက်ပိုင်းမှာဆိုရင်တက်တူးထိုးတဲ့လူတွေပါအကောင်မလေးတွေပါဟောလက်မခံတာတွေ့ရတယ်အရင်ဆိုလို့ရှိရင်ယောဂယောဂဟောပို့ပေးလို့ရတယ်ဗျာအခုနောက်ပိုင်းမှာတော့ဟောဒါတွေပါစီကန်းတင်းကျပ်တာတွေရှိတယ်ဆိုတော့ရတင်ခမ်းတာယူဖို့တက်ဖြစ်ပါတယ်ဟောအားလုံးပဲဟောကျမ်းမချမ်းသာကြပါစေအလုပ်ကနေအဆင်ပြေကြပါစေလို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာဟုတ်ကဲ့ပါတဲ့ဒီနေ့လူစုဘသားကြအကြောင်းကြားလေးတွေကိုနေ့စဉ်ပုံမှန်တစ်ဆက်ပြင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe ထိုက်တာနေပါတယ်ဒီဘူးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မှုစကြလေးတွေကိုလည်းအောက်ကွန်မန့်မှာရေးပေးတော့ခဲ့ပါဦးမြတ်